ားလုံးပဲမင်္ဂလာပါရှင်။ခစ်တက်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ဒေသတို့တိုက်ခိုက်နေသော ARSA နှင့် RSO အဖွဲ့များကိုအားပေးအားမြောက်ပြုနေသည့်ဘင်္ဂလားဒေ့ရှ်နေကြာဆောင်အရာရှိတချို့ကိုအရေးယူပေးရန် AA ကဘင်္ဂလားဒေ့ရှ်အစိုးရထံကိုထပ်မံတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရခိုင်ဒေသသို့တိုက်ခိုက်နေသော ERSA နှင့် RSO အဖွဲ့များကိုအားပေးအားမြောက်ပြုနေသည့်ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်အရာရှိတချို့ကိုအရေးယူပေးရန် AA ကဘင်္ဂလားဒေ့ရှ်အစိုးရကိုရမန်နီထပ်မံတိုက်တွန်းလိုက်ပါတယ်။ AA ကရခိုင်ဒေသတွင်လက်ကျန်မျိုးသုံးခုကိုစစ်တပ်လက်အောက်မှအလုံးစုံလွတ်မြောက်ရေးစစ်ရေးနိုင်ငံရေးညီလန်းများဖြင့်ဆောင်ရွက်နေစဉ် ERSA နှင့် RSO အဖွဲ့များကဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တလျှောက်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့တွင်ယာယီစခန်းများအခိုင်အမာစခန်းများကိုတည်ဆောက်ပြီးရင်းနှီးများမှရခိုင်ဒေသအတွင်းသို့စိတ်ဝင်ရောက်ကာ အေအေအီလုံခြုံရေးစခန်းများကိုလျှက်ပြောက်ခွင့်ရောက်တိုက်ခိုက်ခြင်းဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှနေ၍နှောက်ယှက်ပစ်ခတ်ခြင်းရန်စပစ်ခတ်ခြင်းအရက်သားများကိုတပ်ဖြတ်ခြင်းနဲ့ပြန်ပြီးဆွဲချင်းချောက်ခြင်းတို့ကိုယခုရက်များအတွင်ပုံမလုံးဆောင်လာကြောင်းအေအေကပြောပါတယ်။အော်တိုဘာလ17ရက်နေ့မိုးလဲ3နာရီအချိန်မောင်တော်မြောက်ပိုင်းလေရခွာဆုံဤတောင်ဘက်မီတာ200ကွာအစ္စလန်လက်နက်ကင်10ဦးကဒေသခံဆိုင်ကယ်ကယ်ရီမောင်းသူ3ဦးကိုခြုံခိုးတိုက်ခိုက်ခဲ့ပြီးတအူးသေးဆုံးက2ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ARSA နဲ့ ISO အဖွဲ့များမှဘင်္ဂလားဒေ့ရှ်နေကြာဆောင်တဲ့ BGB မှာအရာရှိတချို့နဲ့ထောက်ခံအားပေးသူတချို့ကထောက်ပံ့ပေးထားခြင်းဖြစ်နိုင်ကြောင်းဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေဖြင့်အ мян ဆုံးဖော်ထုတ်အရေးယူရန်နှင့်အချိန်မီထိမ့်သိမ့်တင်ကြောင်း AA ကပြောဆိုပါရယ်စက်တင်ဘာလ28ရက်နေ့ကလည်း AA ကဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကိုအသိပေးထုတ်ပြန်ခဲ့ပြီးယခုထပ်မံ၍တိုက်တွန်းကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်အရေးယူထိန်းချောင်းမှုမရှိဘဲဆက်လက်လုပ်ပေးထားမည်ဆိုပါကနှစ်ဖက်နဲ့ဆက်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတို့ကိုဆိုးရွားစွာထိခိုက်လာစေနိုင်ကြောင်းထို့ကြောင့် ARSA နှင့် ISO အဖွဲ့များကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှရက်ခိုင်ဒေသတို့ဝင်ရောက်စစ်ရေးလှုပ်ရှားမှုများကိုအမြန်ဆုံးဟန်တာပေးရန်ပါဝင်ပတ်သက်နေသောဘင်္ဂလားဒေ့ရှ်နေသားဆောင်အရာရှိအဖွဲ့များကိုအမြန်ဆုံးထိန်းချုပ်အရေးယူပေးရန် AA ကကြီးညာချက်ထုတ်ပြန်ထပ်မံတိုက်တွန်းပါသည် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကထိန်းချုပ်မှုမရှိနိုင်ပါကနေဆက်နှင့်အာဆီယံဒေသတွင်လုံခြုံရေးတည်ငြိမ်ရေးတို့ကိုပါချိန်ချောက်လာနိုင်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်းချိန်ချမှုဖြစ်နိုင်ကြောင်းအေအေကတိုက်တွန်းထားပါတယ်။ဆက်လက်ပြီးမြန်မာစစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုမလေးရှားအရက်ဖက်အဖွဲ့တွေရှုံချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မြန်မာနဲ့ပတ်သက်တဲ့မလေးရှားရဲ့မူဝါဒရည်တည်ချက်ကိုထိန်းသိမ်းဖို့နဲ့စစ်ကော်မရှင်ရဲ့မှားယွင်းစွာဖော်ပြတဲ့ရည်တည်ချက်ကိုခွင့်မပြုဖို့မလေးရှားမူဝါဒရေးရာကျွမ်းကျင်သူတွေပါတယ်အဖွဲ့တစ်ဖွဲ့ကမလေးရှားအစိုးရကိုတိုက်တွန်းလိုက်ပါတယ်ဒီသတင်းတစ်ပတ်အစောပိုင်းနေပြည်တော်ခရီးစဉ်အတွင်းမြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းမလေးရှားနိုင်ငံသားယူဝင်ကြီးမိုဟာမက်ဟက်ဆန်အာကိုကာပီ The Global New Life of Myanmar မှာဖော်ပြတဲ့အပေါ်စိုးရိမ်မိကြောင်းမြန်မာနိုင်ငံဆိုင်ရာမလေးရှားအကြံပေးအဖွဲ့ကပြောပါတယ် မြန်မာစစ်ကော်မရှင်ထိန်းချုပ်သတင်းစာဖော်ပြချက်ကိုစိုးရိမ်ပြီးတန်တရားရှိပါတယ်။မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အားလုံးပါဝင်မှုမရှိဘဲအတူရောင်ရွေးကောက်ပွဲသာဖြစ်ပါတယ်လို့အဆိုပါအဖွဲ့တွေကပူးတွဲထုတ်ပြန်ချက်မှာဖော်ပြပါတယ်။မလေးရှားအစိုးရအနေနဲ့အာဆီယံပုံသဘောတူညီချက်၅ရက်နဲ့အညီလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်နဲ့အကြံဖတ်မှုတွေရပ်ဆိုင်းရေးဦးစားပေးဖို့မြန်မာစစ်ကော်မရှင်နဲ့ထိတွေ့ဆက်ဆံမှုဆက်လုပ်တင်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ မလေးရှားနိုင်ငံကစစ်ကော်မရှင်နဲ့တာမကအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းများအရက်ဖတ်အဖွဲ့တွေနဲ့လည်းဖွင့်လင်းစွာတီးတွေ့ဆက်ဆံဖို့ထုတ်ပြန်ချက်ကတောင်းဆိုခဲ့ပါတယ်။ လေးရှားနိုင်ငံရဲ့ရည်တည်ချက်ကိုစောင့်ထိန်ဖို့နဲ့မြန်မာစစ်ကော်မရှင်ကအာဆီယံအဖွဲ့ရဲ့ရည်တည်ချက်ကိုမှားယွင်းစွာဖော်ပြမှုဖြစ်မလာဖို့မလေးရှားအစိုးရနဲ့နိုင်ငံခြားရေးဝန်ကြီးကိုတိုက်တွန်းကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။မကြာသေးမီကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကိုထုတ်ပြန်ချက်ကရှုံချခဲ့ပြီးစစ်ကော်မရှင်ဟာအာဆီယံအဖွဲ့ရဲ့ငြိမ်းချမ်းရေးခရီးကဝတ်ကိုလိုက်နာလိုသောရည်ရွယ်ချက်မရှိတဲ့အထောက်ထားလို့ပြောပါတယ်။ ခစ်တဲ့မန္တလေးတရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွေမှာလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။